ဒါက final inflation ဆိုတာဒီ cubic graph တွေထဲမှာတပွိုင်ပဲရှိရဲဆိုတာကိုဒါဆရာတို့ဒါတန်းသိနိုင်တယ်။ကျောင်းသားဒါလူလေကြပြီးတော့1ဆိုပြီး b ကိုရွေးလိုက်တယ်ဆိုတာအပြည့်မှန်သွားပြီပေါ့နော်။မင်္ဂလာပါဆရာတော်ဗမာဆရာဒီနေ့ develop မှာ grade 12 mathematics chapter 9 applications of differentiation နဲ့ပတ်သက်တဲ့မေကွန်ကောင်းလေးတွေတချို့ကိုဆရာရွေးထားတာရှိတယ်မေကွန်ဟောင်းနေပါတော့တနည်းအားဖြင့်ပြောရင်တော့ မင်းဟောင်းနေတဲ့နေရာမှာတချို့ဆရာကြိုက်တာလေးရွေးတာလေးရှိတယ်အဲ့ဒါလေးဆရာတွေ့ပြမယ်နော်အခုဒါဆိုဆရာဒီဗီဒီယိုမှာတော့တမှတ်တန်နှစ်မှတ်တန်သုံးမှတ်တန်ဆိုပြီးရောဆရာဒေဗီဒီယိုတစ်ခုလုပ်ထားတယ်ငါးမှတ်တန်တော့တက်တက်ဗီဒီယိုတစ်ခုဆရာလောက်ပေးမယ်โอเคဒါဆိုဆရာစာအာ how many inflation points တဲ့နော်အခုဒီမှာတိရမှာပါလဲဆိုတော့ inflation points ကိုမေးတာ inflation point ဘယ်နှခုရှိမှာလဲတဲ့ဘယ် function မှာဆိုဒီ function ကိုကြည့်လိုက်တော့ကျောင်းသားတယောက် function ကိုကြည့်လိုက်တော့ elementary function spin နေတယ်တကယ်ကျောင်းသားတွေအားလုံးသိရမယ်အခြေခံ function တွေတွေကတစ်ခုဖြစ်နေတယ် cubic ပေါ့နော် cubic ထဲမှာသူက a square ရှေ့မှာ negative ပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ graph ရဲ့သွားမဲ့ပုံစံကဒီလိုပုံစံသွားလိမ့်မယ်သို့မဟုတ်ဒီလိုပုံစံသွားဘယ်လိုပုံစံမဲ့သွားသွားဒီ cubic graph ဒီမှာက point of inflation က2 point ပဲရှိတယ်ဘာကြောင့်လဲဆိုတော့သူက concrete point of inflation ပဲပြောပြော inflation point လို့ပဲပြောပြောဒါကကွေးပုံပြောင်းအမှတ်လို့ပြောတာကွေးပုံပြောင်းနေဆိုတာ concavity chain တော့ပြောတာ concavity chain နေဆိုတာခုံရခွက်တယ် ခွက်ရခုံးတဲ့အမှတ်ကိုပြောတာဆိုတော့အခုဒီမှာဆိုလို့ရှိရင်ဆိုတော့ဒီထိကခွက်နေဒီအမှတ်ကနေစပြီးတော့ခုံးမှုဖြစ်သွားတယ်အဲကြောင့်မလို့ခွက်ရနေခုံးမှုဖြစ်သွားတယ်ဒီအမှတ်ကဆရာတို့ဒါ point of inflation ဒီလိုသွားမယ်ဆိုလဲဒီတိုင်းပဲဒီလိုသွားမယ်ဟာကိုမသွားတော့ဘဲနဲ့ဒီလိုပြန်ခုံးသွားတယ်ဒီအမှတ်မှာဒီလိုဖြစ်တယ်เนาะအဲ့တော့ဒါက point of inflation ဆိုတာဒီ keep it graph တွေထဲမှာတပွိုင်းပဲရှိတယ်ဆိုတာကိုဒါဆရာတို့ဒါတန်းသိနိုင်တယ်ကျောင်းသားဒါလူလေကြပြီးတော့1ဆိုပြီး B ကိုရွေးလိုက်တယ်ဆိုတာအပြစ်မှန်သွားပြီပေါ့เนาะ အကိမဒီလို graph မျိုးတွေမှာဆိုရင်တော့ point of inflation ကနှစ်ခုဖြစ်နိုင်တာပေါ့အဲဒီလိုမျိုးပေါ့ဒီကနေခွက်ရကနေခုံးသွားတဲ့အဲခုံးဖို့ပြောင်းသွားတဲ့နေရာဒီနေရာနေစပြောင်းတယ်အဲခုံးလာတယ်ခုံးလာကနေပြီးတော့ဒီဒီနေရာနေစပြီးဆိုတော့ဘာဖြစ်လဲဆိုတော့ခွက်တယ်ပေါ့နောက်ခွက်ဖို့စဖြစ်တယ်ပေါ့အဲလိုမျိုးဆိုရင်တော့ point of inflation နှစ်ခုရှိတာပေါ့အခုမေးရတာက how many inflation points are there in the graph လို့ပြောရတာ哦အဲ့တော့ဆရာကဒါကိုတတ်မှတ်လို့ဆိုရတော့တ point လို့ဆိုရတော့ ရေးလိုက်မယ်ဆိုရင်ဒါပြီးသွားပြီ calculus နီးနေဆယ်တော့ချင်းကတ်မယ်ဆိုရင်တော့ inflation point ဆိုတာသူက second derivative 0ဖြစ်ခြင်းဖြင့်မဖြစ်ခြင်းဆရာတို့က undefined ဖြစ်တဲ့အခြေအနေ definition ရဆိုဒါကိုဆရာတို့ရွေးရမှာအဲ့တော့အဲဒီအနေနဲ့ပတ်သက်ပြီးတော့ဆရာတို့ cost book တွေမှာလည်းဆရာဒါပုံလေးသတ်မှုနဲ့ပြရတာရှိပါတယ်เนาะပြန်အနားအနည်းနားမှာရှိဆိုပြန်ပြီးတော့လှန်ကြည့်လိုက်ပါဆိုတော့ဒီ point of inflation မှာ ဒီ calculus နည်းနဲ့ဆိုရင်တော့သူ့ကို second derivative ရှာမှာပေါ့အဲ့တော့ first derivative က f prime of x equals negative 3a square plus 2ax minus 1ဟုတ်ပြီ second derivative ကကြတော့ဒီက equal to negative 6ax plus 2ပေါ့အဲ့တော့0နဲ့ equate လုပ်မယ်ဆိုရင် negative 6ax negative 2ဖြစ်သွားမယ် equals အဲ့တော့ a is a equals 1သာဖြစ်သွားတာပေါ့နော်တနည်းပြောတပွိုက်မရတာပေါ့နော်အဲ့ဒါ calculus နည်းနဲ့နှစ်ခါ differentiate လုပ်ပြီးတော့ဆရာတို့ဒါချင်းကပ်ကြည့်တာပေါ့နော်ဒါကတော့ဆရာတို့တတ်မှတ်တာမှာ okay အမှန်တကယ်တော့ဆရာအဲကျောင်းသားဆရာသားကျောင်းသားသားဆိုလို့ခုနလည်း elementary functions ဖြစ်နေတာဖြစ်တဲ့အတွက်ဒါအမြင်မြန်ဆက်ဆံတဲ့ second mind လေးတွေနော်ဟိုအမှတ်ရတယ်ဆိုတဲ့ကိစ္စကိုဆရာတို့ဖြစ်ဖြစ်ဖြစ်တာပေါ့နော်အင်းအဲ့တော့ပုစံနံပါတ်2ကဘာကိုပြောလဲဆိုတဲ့ခါကျတော့ y sin square x တဲ့တမှတ်တန်တည်းဆရာတို့ရွေးရမှာနော် second derivative ထီသူကရှေ့ခိုင်းတာပြီးတော့ 4y နဲ့ပေါင်းခိုင်းတဲ့အဖြေကို numerical value ပဲရှာခိုင်းတာ เนาะအဲ့အဲ့ဒါဆို numerical variation ရှာရင်တော့ဆိုတော့ကြည်သွားမယ့်အရာကြီးရှိရမယ်ဆိုတော့စဉ်းစားချက်ကအရင်ပြေးဝင်လာတဲ့တယ်ចောင်းသားတွေခေါင်းတွေကိုเนาะဟုတ်ပြီအဲ့ဆရာတို့ဒီမှာရှေ့ကြည့်မယ်เนาะ sin square a ဆိုတဲ့သဘောတရားကဒါတော့ sin x ကိုဆရာတို့ကဒီလို square တင်ထားတာဗောလေသူ့ကို differentiate တစ်ချိန်လုပ်မယ် dy over dx equal to 2 sin x power 1ဗောနော်တဲ့မီတော့ sin x inside function ကိုပြန်ရှေ့တော့ cos x cos x သူ့ရဲ့ သူ့ကိုဆရာတော့ပေါင်းပြီးတော့ရေးလိုက်မယ်ဆိုလို့ရှိရင် double angle formula သုံးပြီးရေးလိုက်မယ်ဆိုရင် तू က sin 2x ပဲ။ဘာလို့သူ့ကိုထပ်ရှိရင်လွဲတယ်။ product rule ကိုသုံးတာထက်စာရင်ဒီလိုမျိုးသုံးလိုက်တာပို့လွဲတယ်။ဟုတ်ပြီ d2y over dx2 ကိုရှိမယ်ဆိုရင် sin 2x ကိုရှိတော့ cos 2x ပေါ့။နော်။ 2x ကိုရှိရင်2ပေါ့ right ။ဒါ second derivative ကိုရသွားပြီ။အဲ့တော့သူပြောရတာ second derivative ကို 4y ပေါင်းတဲ့အဖြေကိုဆရာတို့ရှာခိုင်းတာ။ဟုတ်ပြီ second derivative ကို 4y ပေါင်းကြည့်အောင်။နော်။ဆိုတော့ second derivative က2 cos 2 cos 2x ပေါ့နော်2 cos 2x 4y ပေါ့နေဆိုတာ y က sin square x လို့ပြောတော့4 sin square x သူ့ရဲ့အဖြေကိုဆရာတို့ numerical value ရဖို့ဆိုရင် cosine 2x ကိုဆရာတို့ကပြောင်းဖို့လိုတယ် cosine 2x ရဲ့ trig identity က၃ခုရှိတယ်2 cos square x minus 1ရှိရ1 minus 2 sin square ရှိရ cos square x minus sin square ရှိရဒီမှာတော့ဆရာ sin square x ကိုပဲသုံးမယ်ဘာကြောင့်လဲဆိုတော့တီဖို့အတွက်လာလာများလို့1 minus 2 sin square square x ဆိုတဲ့ formula ကိုဆရာတို့က identity ကိုအစားထုတ်လိုက်ရင်ဒီအရှိက2နဲ့မြှောက်မယ်ဆိုရင်2 4 sin square x 4 sin square x ပေါ့ဒီလိုရအဲ့တော့ d4 negative နဲ့ positive လို့ကြည်သွားရင် အဖြေကတော့2တလုံးနဲ့ကျန်တာပေါ့အဲ့တော့ ဒီအဖြေကိုဒီပု္ပ္ပစာကိုတွက်မယ်ဆိုရင်အဓိကအဖြေရတယ်ဆိုတာဒါတော့ဒီပေါ့နော်အဖြေကအဖြေရတယ်ဆိုတာအထက်ကိုဆရာစဉ်းစားတာပေါ့နော်စဉ်းစားတာ double angle formula ကို trigonal identity ကိုတိထားမှသာနေဒီပု္ပ္ပစာကိုတွက်လို့ရမယ်ဆိုတာကိုနားလည်ဖို့လိုတယ်နောက်တစ်ခုနောက်တစ်ခုကကြာတော့ဆရာတို့ကအဲ तू ကတော့ chain rule ကို chain rule နဲ့ trigonometric function differentiation ကိုဘယ်လောက်ထိနားလည်လဲဆိုတော့မေးတယ်တမှတ်တာဆိုတော့ပေးထားတဲ့ပုံစံကဒီလိုပေးထားတာနော် tangent x cube ပေါ့ ပြီးရင် the whole square ပေါ့အဲ့ဒီလိုရှိတယ်အဲ့တော့သူ့ကို differentiate လုပ်မယ်ဆိုရင် ddx ပေါ့အဲ့တော့ equals power ရှေ့ချလိုက်တယ်တစ်ထပ်လျှော့လိုက်တယ်2 tangent a q ဆိုပြီးဒီလိုရတယ်ဟုတ်ပြီ inside function tangent ကိုထပ်ပြီးတော့ differentiate လို့တော့သူက secant square sq ဆိုပြီးရမယ်အဲ့ဒီ x q ကိုဆရာထပ်ရှိတော့3 a square ဆိုပြီးရမယ်အဲ့တော့2နဲ့3 a square နဲ့ဆရာဝင်မြောက်လိုက်ရင်6 a square ပေါ့ tangent sq secant square sq ဆိုပြီးဆက်လို့ရတယ်အဲ့တော့ဒီ abcd တွေကနေသာရွေးရမယ်ဆိုရင်ဆရာ c ဆိုတဲ့အဖြစ်ရွေးမှာပေါ့နော်ဒီအောင် secant square square လေးတန်ခဲ့တယ် typing error လေးဟုတ်ပြီ abcd မှာအဓိကတော့ဒီတမှတ်တံမေးသွားမေးသွားတာကဒီ trigonometric ratios တွေရဲ့ differentiation ကိုရလာနောက်တစ်ချက်က chain rule ကိုအဲ outside fashion ကိုအထက်ခါထက်ခါရှိတ်သွားတာပေါ့နော်နောက်ဆုံး inside fashion တခုလည်းကြံနေတီပါအဲ့ဒါကိုရလာဆိုရဲအဲ့တက်မြောက်မှုကိုစစ်ဆေးတာအဲ့ဒါမျိုးလေးတွေဆရာတို့ကနားလည်တာပို့လို့တယ်နော်ဟုတ်ပြီဒါတမှတ်တံပေါ့နော်တမှတ်တံပြီးသွားတော့ဆရာတို့ဘာကိုဆရာတို့တွက်ကြည့်မယ်ဆိုတော့နှမှတ်တံကိုနည်းနည်းတွက်ကြည့်အောင်နှမှတ်တံကလည်းဆရာတို့ working อ่ะမလို့ပြောမယ်ဆိုရင် step by step ပေါ့တစ်စင်းချင်းတွက်ပြရတာမလို့ကြိုက်တဲ့ဘယ်လိုနည်းနဲ့တွက်တွက်အဖြေရေးနိုင်ပြီးပြီ ဆိုတော့ state တဲ့ point of inflation မေးတယ် point of inflation ကိုသူကဖော်ပြခိုင်းတာဖော်ပြခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ f prime of x သူ့ကို point of inflation second derivative ဆရာတို့အရင်ဆုံးလောက်ရမှာပဲเนาะဆိုတော့သူက 3x square 12x 9 elementary function ရိုးရိုးလေးပဲပေးထားတာเนาะအဓိက point of inflation ကို ရှာတက်လာဆိုနှစ်မှတ်တမ်းမှာအဲ့သိမှုကိုမေးတာအဲ့တော့ second derivative ကိုဆရာတို့ရှာမယ်ဆိုရင် 6x 12ရမယ် သူ့ကို0နဲ့ equate လုပ်လိုက်တော့ x 12 over 6ဆိုရင်2ရမယ်။ x 2ကိုဆရာတို့ကပြီးမူရင်း function မှာပြန်ထည့်တယ်ပေါ့နော်။ဝင်းရှော့ function မှာပြန်ထည့်တော့ဆရာတို့ကအဲ့ဒါကိုစိတ်နဲ့ဆရာတို့ကလွယ်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တွက်လို့ကောင်းတယ်။ calculator ကြီးပဲဆရာသိအားကိုးတဲ့ပုံစံအရင်ကြီးအချိန်တိုင်းအားကိုးတဲ့ပုံစံမျိုးကိုဆရာသိပြီးတော့မနှစ်သက်ဘူး။ဒါမျိုးဆိုဆိုစိတ်နဲ့တွက်လိုက်ရအောင်နော်အကယ်လေတာမှာနှိပ်တဲ့ခါကျတော့တိကျတာပေါ့နော်စိတ်နဲ့တွက်ထားတဲ့ဆိုင်တော့ 2q ဆိုတော့8ပေါ့ minus ပေါ့ 24ပေါ့ plus ပေါ့18ပေါ့ plus 1ပေါ့ဒါဒီအကုန်လုံးကိုဇေယျတို့ကတွက်လိုက်မယ်ဆိုလို့ရှိရင်18ရဲ့8ရဲ့ဆိုတော့26 1ရဲ့ဆိုတော့27 negative 24ဆိုတော့3ပေါ့အဲ့တော့ဘာလို့ဆိုချိုက်ရလဲဆိုတော့ 2, 3ဆိုပြီးဇေယျတို့က point of inflation ကိုခုလိုမျိုး state လုပ်လို့ရတယ်အဲ့ဒါလေးသိတာပို့လို့ရတယ်နောက်တဲ့တစ်ချက်နောက်ထပ်မေကွန်တစ်ခုဒီမေကွန်က point of inflation shut တက်လာဆိုတော့နှစ်မှတ်တမေကွန်ပါနောက်ထပ်မေကွန်ကကြတော့ find the number in the interval 03တဲ့ ဆိုတော့တော့0နဲ့3ဆိုတော့0 less than or equal x less than or equal 3ဒီ0နဲ့3ကြားထဲမှာဒါ closed interval ဖြစ်တဲ့အတွက်အဲဆရာတို့ equal sign တွေထည့်ထားတယ်ပေါ့နော်တောင်းခွင်းနေတဲ့သူပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ such that the number minus တဲ့အဲဆရာတို့က number ဆရာ x လို့ဆရာထားလိုက်တာဒါအကျန်းထဲမှာဆရာတို့ကောက်ထားလို့ရနှစ်မှတ်တာဖြစ်တော့တာ number x တဲ့ x minus တဲ့ x square ဆိုတော့ x ကို square တင်တာနော် number minus it square ဆိုတာဒါပြောတာ is as large as possible ဆိုတာဆရာတို့ကအာပြောမယ်ဆို maximum ကိုသူမေးနေတာပေါ့ ဒါကသူ့ကို function ဆောက်မယ်ဆိုရင် f or x equal ဆိုပြီးဒီလိုထည့်လိုက်ရုံပဲနော်အဲ့တော့ f prime of x ဆိုရင်အကြီးဆုံးနေအသေးဆုံးနေ share dot မယ်ဆိုရင်သူ့ differentiate လို့0နဲ့ equate လို့ပေါ့1 minus 2x equal 0ဆိုတော့ x equal ဘလောက်ဖြစ်သွားလဲဆိုတော့1 over 2အဲ့လိုဖြစ်သွားတယ်โอเคအဲ့တော့ x equal 1 over 2ကိုဆရာတို့ကနော် အဖြစ်ရရသွားပြီဒါကိုချရေးလိုက်ပြီးပြီဒီညမှာပြီးသွားပြီเนาะဒါ x ဆို number ဆိုတော့ x လို့ထားတာ1 half ဆိုတာထွက်သွားပြီးပြီเนาะ0နဲ့3ကြားမှာရှိနေဖြစ်တဲ့အတွက်မှန်ပြီအကဲ state ရပြီပေါ့ဒါအကြီးဆုံးဟုတ်ရလားလို့တန်တရားရှိရဆိုရင်ထပ်ရှိကြည့်လိုက်လွယ်လွယ်လေးပဲ1 3ကိုထပ်ရှိ negative 2 negative 2က less than 0ဖြစ်သွားပြီဖြစ်တဲ့အတွက် greatest value ပဲ okay ဒါကတော့ဆရာတို့စိတ်ရပြီလို့လုပ်လို့ရတဲ့အရာလေးပါနောက်တစ်ခု နောက်ထပ်တစ်ခုအကြတော့ဆရာတို့ y equal ဒါလည်းနှစ်မှတ်တမ်းပဲနော် y equals တဲ့ sin 4x တဲ့နော် y equals sin 4အဲ့တော့သူကဘာပြောဆိုတော့ derivative values တို့ရှာဟိုင်းတယ် dy over dx ကိုရှာဟိုင်းတယ်ကဲရှာကြည့်အောင်နော် dy over dx equals sin 4x ကိုရှေ့ရတော့ cos 4x ပေါ့နော် 4x ကိုပြန်ရှေ့တော့4ပေါ့ပြီးတော့က cos x power 4ဆိုတော့ plus နော်သူကဒီလိုမျက်စိတွေမြင်ရမှာပေါ့နော်ဒီလိုမြင်ရမယ် power ကိုရှေ့ချလိုက်မယ်တစ်ထပ်ရှေ့တော့3ဆိုတော့ ကို sin cute x လို့ရမယ် inside fashion ကိုထပ်ရှိ negative sin x ရတယ်ဒါဆိုတော့ differentiate လုပ်တဲ့ step ကဒီမှာနေပြီးသွားတယ်အဲ့ဒါကိုဆိုတော့ pi over 4ထည့်တာပေါ့အဲ့တော့ calculator နဲ့ထည့်ထည့်ခြင်းနဲ့ဆိုလဲထည့်ပါဆက်စိတ်နဲ့ထည့်ပြမယ်နော်ဆိုတော့ pi over 4ထည့်မယ်ဆိုလို့ရှိရင်သူကဒီမှာထည့်လိုက်လို့ရှိရင်4 cos pi ဆိုပဲကျန်ခဲ့မယ် plus နော်အဲ့ plus ကတော့ဆရာဘာဖြစ်သွားမလဲဆိုတော့ minus ဖြစ်သွားမယ်ဘာလို့ဆိုအနောက်က sin x ရှိမှရှိရဲ negative နဲ့ဒီ positive နဲ့တွဲဆုံမှုက negative ဖြစ်မယ်အဲ့တော့4 ဒီကောင်ကကြတော့ဆရာက sin x ကကြတော့ sin pi over 4ဒီမှာ sin pi over 4နောက်တစ်ခု cos pi over 4သုံးထပ်တင်လာတာနော် cos pi over 4 cube ကောင်းပြီဆရာကသူ့စားထည့်ကြည့်မယ်4သူက negative 1 minus 4 root 2 over 2 multiply မှာအဲ cos pi over 4ကလည်း root 2 over 2ပဲအဲ့တော့သုံးထပ်တင်လာတာ ဆိုတော့ root 2 over 2ကိုဆရာတို့ကဒီလိုနှစ်ထပ်နဲ့ root 2 over 2နောက်ထပ်တစ်လုံးနဲ့ထပ်မြောက်လိုက်ရင်ဒီအဖြေပဲပေါ့နော်ဆိုတော့ equal to -4 ဒီ4တွေဆရာတို့ကဒီကောင်နဲ့ဒီလိုမြောက်လိုက်ပေါ့နော်နောက်တစ်ခါ root 2ကို square တည်ရင်ဆရာတို့က2 2ရဲ့အောက်က2ကို square တည်ရင်တော့ the 4ပေါ့နော် minus ပဲ root 2 root 2နဲ့ဒီ root 2နဲ့မြောက်လိုက်မယ်ဒီ root 2နဲ့ဒီ root 2နဲ့မြောက်လိုက်2ပေါ့နော် multiply မှာ root 2 square တည်ရင် 2အောက်က2ကလည်း4ပေါ့အဲ့တော့ဒီ2ဒီလို4ခြေလိုက်ရင် minus 1ဆိုတော့ရှေ့က minus 4လဲဆို minus 5ပေါ့เนาะဒါကဆရာတို့နှစ်မှတ်တံပါနောက်ထပ်နံပါတ်အဲသုံးမှတ်တံလေးဆရာတို့ဆက်ပြီးတော့စဉ်းစားကြည့်အောင်သုံးမှတ်တံကြတော့ဆရာတို့ differentiate တယ်เนาะ y equal x is raised to the 2x တဲ့ y equal x is raised to the 2x no x must be greater than 0 okay ဆရာတို့ differentiate လုပ်မယ် n on x က base မှာလည်းရှိနေတယ် power မှာလည်းရှိနေတယ်အဲ့ဒါဆိုဆရာတို့က log ယူလိုက် ln y equal to ln x is raised to the 2x ဒီလိုဖြစ်သွားမယ်အဲ့တော့ the 2x ကိုရှေ့ထားတော့ ln x ဒီလိုရပါမယ်เนาะ ln y ပေါ့အဲ့တော့သူ့ differentiate လုပ်တော့1 over y dy over dx ပေါ့ equal သူက product root နဲ့တွက်မယ်ဆိုရင် 2x နောက်ကို ရှိတ်မယ်ဆိုရင်1 over x plus နောက်ကိုထားမယ်အရှိ့ကိုရှိတ်မယ်ဆိုရင်2ပေါ့အဲ့တော့ dx နဲ့ dx နဲ့ဒီလိုခြေပေါ့အဲ့တော့ dy over dx ရဲ့အဖြေဒီ equals ဒီမှာ2ဒီမှာ2ကိုပုံထုတ်လိုက်ရင်2 times 1 plus ln x ပေါ့အဲ့တော့ဒီဘက်ကပိုင်းခြေက y ကဟိုဘက်သွားမြောက်မယ် y ဆိုတာဘယ်သူလဲဆိုတာဒါပါပဲအဲ့တော့ x is raised to the 2x ဆိုဒီအဖြေလေးဆရာတို့ပြန်ရေးလိုက်ရင် simplify လုပ်ပြီးသားအဖြေလေးတခုတက်တက်ရေထွက်လာတာပေါ့နော် ပါမီဆရာနောက်ထပ်တစ်ခုဆရာနောက်ထပ်တစ်ပုဒ်အတွက်ပြမယ်နောက်ထပ်တစ်ပုဒ်ကကြတော့ y equal to x square plus 2x plus 3ရေလုံးဝ very not quadratic ကို very simple function လေးပေးထားတာ y equal to x square plus 2x plus 3တနိုင်ငံလုံးကျောင်းသားတွေအတွက် calculus ကိုတက်လာစစ်ချင်တဲ့အတွက်ကြောင့်မလို့ရှွတ်ရှွတ်ရှက်ရှက်မမေးဘဲနဲ့ simple function လေးတစ်ခုစောက်ပေးထားတာကောင်းတယ်ဆိုတော့ dy over dx ကိုဆရာတို့က square တင်တာရှိရယ် second derivative ကို cube တင်တာရှိရယ်အဲ့ကိစ္စကြီးနောက်မှလုပ်မယ်အရင်ဆုံးရှိတ်လိုက်အောင် dy over dx เนาะ equal to ဆိုရင် 2x 2 second derivative d2y over dx square ဆိုရင် equal to 2အဲ့တော့ second derivative ကို cube တင်မယ်နော် left hand side ပေါ့ left hand side က equal to အဲ့တော့ဘာတူလဲဆိုတော့ 2x 2ကိုเนาะဆရာတို့က square တင်တာပြီး second derivative ကို cube တင်တော့8ပေါ့ all right equal to 2 expand လုပ်ကြည့်မယ် 4x square plus eight eggs no plus four ပေါ့နော် p p plus eight ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ equals သူကနောက်က12ဖြစ်သွားတယ်အဲ့တော့ဘုံ4ဘုံထုတ်လိုက်မယ်ဆိုရင်4 times a square plus 2x plus 3ဖြစ်သွားတယ်အဲ့ဒါဒီ equal to 4y မယ်နော်4 is the right hand side ပဲပေါ့အဲ့ဒါလေးကိုသူတက်တည်ပြခိုင်းတာပါဆိုတော့နောက်ထပ်တစ်ပုတ်နောက်ထပ်ပုတ်ကကြတော့ဆရာတို့ range ကိုဆရာတို့ရှာတာနော် range ရှာကြည့်အောင် အဲ function တစ်ခုရဲ့ range ကိုရှာမယ်ဆိုရင် function ရဲ့ graph နဲ့ဆက်ဆက်ပြီးစဉ်းစားတာပိုကောင်းတယ်တော့ function ရဲ့ graph ကဆိုကြပါဦးလူမျိုးဖြစ်နေတယ်ဆိုရင် maximum minimum point ကိုရရှာလိုက်မယ်ဆိုရင်အဲ့ global minimum ကနေအပေါ်ကိုသွားတာဒီပါလဲဆိုတော့သူ့ရဲ့ range ပေါ့နော် interval မပါဘူးတွေ့လား interval မပါဘူးဒါပေမဲ့သူ ln x ဆိုတော့သူ x ln ရဲ့ restriction နိုင်မယ်ပေါ့နော် domain restriction နိုင်မယ်အကုန်စဉ်းစားမယ်လို့သူပြောတာ anyhow ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ case တွေမှာဥပမာဆိုပါစို့เนาะခိုင်ရရင်ဒီလိုမျိုးပုံတွေတွေ့ရလိမ့်မယ်အဲ့လိုမျိုးပုံတွေတွေ့မယ်ဆိုတော့ဒါ global maximum ကိုကျွန်တော်တို့ရှာဖို့လိုတာပေါ့အဲ့ဒီအောက်ကဟာတွေအကုန်လုံးကသူ့ရဲ့ range ပေါ့เนาะအဲအဲ့ဒါမျိုးကျွန်တော်တို့ပြောနိုင်ဖို့အဓိက point က range ရှာရမယ်ဆိုရင် maximum နဲ့ minimum တို့ဆိုတဲ့အမှတ်တွေကိုကျွန်တော်တို့အရင်ဆုံးရှာဖို့လိုတယ်အဲ့တော့ရှာကြည့်မယ်။เนาะအဲ့တော့ရှာမယ်ဆိုရင်သူ့ရဲ့ first derivative အရင်သိဖို့လိုတယ်။1 1 over x ပေါ့။ဘာလို့ဆိုတော့ဇေရိုခုဒီမှာ g of x is equal to x minus ln a ကို differentiate လုပ်လိုက်တာအဲ့တော့သူ့ကို equal to 0နဲ့ဆိုတော့ equal လုပ်လိုက်မယ်ဆိုရင် x တန်ဖိုးကဘလောက်ဖြစ်သွားလဲဆိုတော့1ဖြစ်သွားတယ်ဟုတ်ပြီနော် x is equal to 1ဖြစ်သွားတယ်အဲ့ဒီ x is equal to 1က maximum and minimum လို့ဆိုဆိုတော့ classify လုပ်ဖို့လိုတယ်အဲ့တော့ g double prime of x equal 1 or say 0 negative 1 over x ဆိုတာတကယ်တော့ negative x power negative 1ပေါ့ အဲ့တော့ပါရှိချလာရဲ့ plus ပေါ့တစ်ထက် short ရဲ့ negative 2ဆိုတော့1 over x square ဆိုရအဖြေဇာတ်ရရတယ်အဲ့တော့ g double prime of 1 the equal to 1 over 1 square equal to 1 greater than 0တနည်းအားဖြင့်ပြောရင်ဒီ second derivative of value is positive အဲ့ဒါကြောင့်မို့သူက therefore နော် x တန်ဖို့1ကော်မှာ y တန်ဖို့ဒီမှာအစားသွင်းလိုက်မယ်ဆိုရင်1 ln 1ဆို0ဆို1ပဲ1ကော်မှာ1 is uh, greater than the minimum နော် minimum point ပေါ့နော် ဆရာအတူပဲရေးလိုက်မယ် minimum ဖြစ်သွားတဲ့အတွက်နော်သူ့ရဲ့အထက်ဒီ1ရဲ့အထက်ကြီးရဲ့ကောင်တွေအကုန်လုံးကသူ့ range ဖြစ်သွားတယ်နော်ဒီ1လည်းပါတာပေါ့သူကအနေဆုံးဖြစ်နေတဲ့အမှတ်ကို including this one ပေါ့နော်ဆိုတော့အဲ့တော့ဆရာ range ကိုဆရာရေးပြီ therefore နော် range နော် range က g of s the greater than or equal 1ပေါ့။နော်1နဲ့ g ရမယ်ပေါ့ ဲ့တော့တော့တော့ set beautiful နဲ့ရေးမယ်ဆိုရင်တော့ g of x such that g of x must be greater than or equal 1ပေါ့ဒါ set beautiful နဲ့ရေးတာပေါ့တကယ်ကျောင်းသားတယောက်က y greater than or equal 1လို့ရေးခဲ့မယ်ဆိုရင်လည်းဆရာဆိုအမှတ်ပေးတယ်ဆရာတို့ကနိုင်ငံတကာသင်ယူတွေမှာဆိုရင်တော့ဒါအမှတ်ပေးစိမယ်ဆိုတော့ပေးတယ်ဘာလို့ဆိုတော့ f of x g of x ဆိုရော y နဲ့ဆိုရောအကျင့်ပါနေလို့ပေါ့နော်ဟိုရေးခဲ့တာရှိတယ်။ तू က x ကိုမရေးဘူးပဲလို့တာဘာလို့ x ကိုရေးလိုက်ရင် domain ဖြစ်သွားတာပါ range ကဘယ်မှာစဉ်းစားဆိုတော့ဒီ codomain နဲ့မှာစဉ်းစား codomain ဆိုတော့ y axis ပေါ်မှာစဉ်းစားတာ နော်တနည်းပြောဒါ x ရဲ့ corresponding values တွေကိုဆရာပြောတာပေါ့ဒါတွေကထားလိုက်ပါအဓိကကတော့ y လို့ရေးရေး g of x တို့ရေးရေးနော် set beta form နဲ့ပဲအဖြစ်ပေးပေးတဟာចောင်းသားဒီ range ကိုစဉ်းစားတက်တယ်ဆိုတော့ဖော်ပြချက်ကလုံလောက်တယ်နော်သင်ချင်သင်ချာသင်ကြတာအဖြစ်လဲဒါဆရာဆရာတို့လုံလောက်တယ်လို့ယူဆတယ်အဲ့ကြောင့်ဆရာတို့ဒါဒါမျိုးအဖြစ်ပေးရဆိုလို့ရှိရင်အမှတ်ပြပေးရမယ်လို့ဆရာရဲ့အတူတူတဲ့အမြင်ကတော့ရှိတယ်နော်ဒါတော့ဆရာတမှတ်တာနှမှတ်တာသုံးမှတ်တာနေကိုဒီ video မှာဆရာတွက်ပြသွားတာပါနော်နောက်ထပ် 誒 video Mario siègnamo da autrice a a a troppi b 咪就係我冇得喎，啲嘢誒着邊啊？咪 u i 講你哋預備啦。嗱，thanks for watching，bye。